ဆာလီဘာအာဆနယ်ရဲ့မဟာတတိုင်းအာဆနယ်နဲ့ဆာလီဘာက2030ခုနှစ်အထိတန်ဟောစင်တတန်းတူးလိုက်ပါတယ်။ဆာလီဘာကအာဆနယ်ရဲ့မဟာတတိုင်းမှာဥရောပရဲ့အကောင်းဆုံးခံစစ်မာဂုံတစ်ခုလည်းဖြစ်လာပါပြီ။သူ့ကိုအလိုရှိသူတွေဝိုင်းဝိုင်းလဲခဲ့ပါတယ်။အထူးသဖြင့်ရီယဲကဆာလီဘာကိုလိုချင်တတ်မှတ်ခဲ့တယ်။ဒါပေမဲ့ဆာလီဘာဟာအာဆနယ်အမှုတော်ကိုရိုးရိုးချွတ်ချွတ်ထောက်ရဖို့သာစိတ်ကူးရှိပါတယ်။အာဆနယ်အရေးအကောင်းကနေပြေးထွက်ဖို့ရမတွေးသေးပါဘူး။အာဆနယ်နဲ့တူအောင်ပွဲတွေရအောင်ချင်းနေ။မန်စီးတီးကိုအလဲထိုးပြချင်းနေ။လီဗာပူးကိုအနိုင်ယူချင်းနေ။ အဲ့ဒီယာရီဟာအာဆင်နယ်ရဲ့နှလုံးသားတွေကညှို့လင့်ခြင်းမီးတောက်ပါပဲ။ညှိရခတ်တဲ့မီးတောက်လေးဖြစ်ပြီးပြိုင်ဘက်တွေကိုအစွမ်းကိုတောက်ပပြလိုက်ချင်တာပါပဲ။အာဆင်နယ်ကခြေပွင့်ကစားသမားတွေဆုံးရှုံးတဲ့တန်ကိုခန်းစားမှုရဲ့တမိုင်းရှိပါတယ်။ Onery, Fabregas, Van Persie, Adebayo, Nasri တို့ကိုအကောင်းဆုံးချိန်မှာလက်လွတ်ဆုံးရှုံးခဲ့ရတာပါ။ပြီးတော့ Alexander Song, Touré, Alexander Left, Clichy, Sagna တို့လိုကစားသမားကောင်းတွေကိုလည်းအာဆင်နယ်ဆုံးရှုံးခဲ့ရမှုရပါပဲ။ဒါပေမဲ့လက်ရှိအာဆင်နယ်ကစားသမားတွေကတော့အသင်းကိုတစ်ဆမြဲကြပါတယ်။ ဆာလီဘာဆိုရင်လည်းရီယဲကိုသွားကစားရင်ဆူဖလားလိုလေကူကိုရနိုင်ပေမဲ့အာဆင်နယ်နဲ့ရမယ့်အောင်ပွဲကိုပိုပြီးတော့တံပိုးထားတဲ့ပုံမှာရှိပါတယ်။အာဆင်နယ်မှာပိုင်ဆိုင်ခွင့်ရတဲ့အေတူကူမြောက်မိသားစုဘဝဆန်တဲ့အတိုင်းမျိုးကိုဆာလီဘာနှစ်သက်ညှိုးပါတယ်။ဆာလီဘာကတခြားအာဆင်နယ်ကစားသမားတွေလိုပဲလက်ရှိရာသီမှာချန်ပီယံလိဆူဖလားတစ်ခုခုယူကျင်နေပါတယ်။ဒုတိယလူအဖြစ်နာကျင်ရပြီးနောက်နောက်တစ်ခါထပ်ပြီးမနာကျင်ရင်တော့မအောင်။ရှုံးနေရတာစိတ်ကြယောဂဖြစ်စေနိုင်တယ်မဟုတ်လား။ကိုဆန်းရှိသည်မှာပြီးဆက်ရင်စိတ်ကြယောဂမဖြစ်အောင်ဆာလီဘာကာကွယ်ခြင်းလေး ဆာလီဘာကဂါဘရီယယ်နဲ့တွဲပြီးအာဆင်နယ်ခန်းစစ်မာဂိုကိုတိစောက်နေသေးပါသူကခန်းစစ်ပိုင်းဆွဲရည်သားမကပဲအာဆင်နယ်ကစားကွက်အခင်းကြီးကိုပါကူညီပေးနိုင်ပါတယ်အာဆင်နယ်အတွက်ပထမဆုံးစတင်ကစားရတဲ့2022ခုနှစ်ဩဂတ်လကစတင်ပြီးအောင်မြင်တဲ့ဘောလုံးပေးပို့မှုပေါင်း6980ကျိန်အထိလုံထားနိုင်ပြီပါဒီကာလအတွင်းမှာအာဆင်နယ်ကစားသမားတွေလည်းအောင်မြင်တဲ့ဘောလုံးပေးပို့မှုအများဆုံးပြုလုပ်နိုင်သူဖြစ်လဲချက်တီထားနိုင်ပါတယ်ဆာလီဘာကအာဆင်နယ်ကိုချစ်တဲ့မဟာဒိုင်းပါပဲ။ MLS ပေါ်မှာတိဆက်ပါရင်ဘုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ